မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကေးရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှပြည်သူချစ်သောအမှုပညာရှင်ဝဏကျော်ထင်ဒေါ်မေရှင်အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ မန္တလေးသူအစိုးကျော်ရုပ်ရှင်မင်းသမီးကြီးဒေါ်မေရှင်သည်ယရနာသုံးပါးဦးထိပ်ထား၍အလူရေဆက်လက်နက်မကွာရှိခဲ့သူ ဖြစ်သည်ဒေါ်မေရှင်သည်ရုပ်ရှင်ထူးချွန်စုအကယ်ဒမီနှင့်နှစ်ကြိမ်တိုင်လွဲခဲ့ရသော်လည်းတိုင်းကျိုးပြည်ပြူဝနကျော်ထင်ဘွဲသူကြီးကို1958ခုနှစ်လွတ်လပ်ရေးနှစ်ပတ်လည်နေ့တွင် ထိုက်ထိုက်တန်တန်ရရှိခဲ့သည်မြမအတန်နိုင်အစီစဉ်ကျင်ညာသူတချင်းဆိုခဲ့သူအတန်လွင့်ဆက်အတန်ဖြင့်တရုတ်ဖော်မှု တမရောစရိုက်ခန်းစသည့်အစီအစဉ်များကို1949ခုနှစ်မှ1958ခုနှစ်အထိပြည်သူ့ဝန်ထမ်းဖြစ်အမှုထမ်းခဲ့ကတာဝန်ရှိသူ၏ခွင့်ပြုချက်ဖြင့်ဌာနဆိုင်ရာမူလတာဝန်မပြတ်ကွက်စေဘဲရုပ်ရှင်ရိုက်ကူးရန်ခွင့်ပြုခံရသူဖြစ်သည်ပြည်သူ့အချစ်တော်မေရှင်ကိုမန္တလေးမြို့အရှိပြန်အောင်တော်မူရက်နေ့အဖပွဲစားကြီးဥခင်လေးအမိဒေါ်ဖွားယုံတို့က1989ခုနှစ်မတ်လ10ရက်နေ့စနေနေ့တွင်မွေးဖွားခဲ့သည် ။မွေးချင်းညီမ9ဦးတွင်အထွေဆုံးဖြစ်သည်။မေရှိဤဇာတာမြေမှာမနှမ်းရှင်ဖြစ်၍အမည်ရင်းမှာမတန်းရှင်ဖြစ်သည်။မန္တလေးမြို့ခရိယံမင်္ဂလေးကျောင်း၌အထမရန်အောင်နဝမရန်၌တက်ရောက်ပညာသင်ကြားနေစဉ်အသက်18နှစ်တွင်ရန်ကုန်မြို့တကုံမဂ္ဂဇင်းမှတဆင့် A1 ဖလင်ကုမ္ပဏီမှရုပ်ရှင်မင်းသမီးအသက်ခေါ်ယူသောအခါဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ သူမသည်ရုပ်ရှင်လောကထဲဝင်ရန် မိဘများနှင့်အမတ်များကို အတိုက်ခံပြောဆိုခဲ့ရခြင်းဖြစ်သည် မတန်းရှင်မိဘမျိုးရောမှာကုံတယ်မျိုးဖြစ်၍ဦးလေးနှင့်အမကြီးများ၏အယူအဆအရရုပ်ရှင်ဆိုတာစမတက်ပေမတက်ပညာမတက်ဘဝမျှော်လင့်ချက်ကုံဆုံးနေသောမိန်းကလေးများ စားရမယ့်တောက်ရမယ့်ဆင်းရဲသောမိန်းကလေးများယောက်ျားလေးများနှင့်အယောတွင်ရင်းနှီးဆက်ဆော့လိုသောမိန်းကလေးများသာရုပ်ရှင်ထဲဝင်ကြသည်ဟုတစ်ဖက်သက်ပြောဆိုဆွဆွဲခဲ့သည် မတန်းရှင်ကသူတို့မကောင်းဟုပြောနေသောရုပ်ရှင်ကိုမဲစင်ကလေးကစိတ်ဝင်စားခဲ့သည်အိမ်တွင်အားလက်သည့်အချိန်တိုင်းရုပ်ရှင်ပညာနှင့်ပတ်သက်သော အင်္ဂလိပ်မြန်မာစာအုပ်များကို နိုင်ငံခြားမြန်မာမဂ္ဂဇင်းဂျာနယ်များမှအမြဲစီးပူးနေယူလေးရှိသည်မတန်းရှင်သည်စက်ထမတန်းကလေးကပင်ပရိခယနှင့်ရွှေရင်တဲ့ရုပ်ရှင်ငွေပေးလို့မရအပြုတ်လဲအိတ်ချီယာဂျပန်ရင်သွေး ပန်းစီဓာတ်ပုံကားများကြောညာကတ်တလောက်များကိုစုဆောင်ထားပြီးမင်းသားမောင်ပတဲ့မောင်မောင်အေးမောင်ညီပုတို့ဤဘလောက်ရုပ်ပုံများခင်မေကြီးခင်ခေကြီးခင်မလေးနဲ့အေးမီစံတို့ဤရုပ်ပုံများကိုတင်စီထားခဲ့သည်တနည်းအားဖြင့်ရုပ်ရှင်ယူမလေးဟု ဆိုရမည်ဖြစ်သည် မတန်းရှင်ရန်ကုန်ရောက်၍ A1 ချမ်းတို့ရောက်တော့ခါသူမ၏ဆရာရဲမှာ A1 ဖလင်ကုမ္ပဏီမှဒရိုက်တာတေယုတ်ဆောင်ဦးတင်မောင်ဖြစ်သည် A1 ဖလင်မှမတန်းရှင်အားရွေးချယ်ပြီး A1 မင်းသမီးဖြစ်လစာပေး၍ခန့်အပ်ခဲ့သည်မြမဆွေ A1 တွင်ရုပ်ရှင်မင်းသမီးဖြစ်လာတော့ခါအမိရှိကမေတက်ရသောအစဉ်လာရမန္တလေးသူ မတန်းရှင်ကိုမေရှင်ဟု၍အမိပေးခဲ့သည်ထိုစဉ်ကမေရှင်ရှိတွင်မေချက်မေမြင့် မေနုမေဆန်းမေလွင်မေနွဲ့တို့ရှိနေကြပြီဖြစ်သည် မေရှင်ဤပထမဆုံးရုပ်ရှင်ဇာတ်ကားမှာဖူးစာရှင်ဖြစ်သည်1938ခုနှစ်တွင်ဒရိုက်တာမောင်တင်မောင်ကဖူးစာရှင်အတန်လေးဇာတ်ကားတွင်မေရှင်အားမင်းသားချစ်ရွှေနှင့်တွဲဖက်သေုပ်ဆောင်စေသည်မေရှင်၏ဒုတိယရုပ်ရှင်ဇာတ်ကားမှာအေဝမ်မှဒရိုက်တာဦးလွန်ဖေးရိုက်ကူး၍ဗမျက်နှင့်တွဲဖက်သေုပ်ဆောင်သော မောင်ဝိညာဉ်ရုပ်ရှင်ဇာတ်ကားဖြစ်သည် မင်းရှိတတိယရုပ်ရှင်ဇာတ်ကားမှာ A1 မှာဒရိုက်တာဦးလွန်ဖေနဲ့ဥတင်တွေတို့ပူးတွဲရက်ကူသောမေယာသည်တန်ဆောင်သွင်းရုပ်ရှင်ဇာတ်ကားဖြစ်သည်ရင်းဇာတ်ကားတွင်မင်းရှင်သည်ဗမင်းနှင့်ရင်းရွှေတို့နှင့်တွေ့ဖက်တရုပ်ဆောင်ရသည် မေရှင်ဤစရုံးမြောက်ရုပ်ရှင်ဇာတ်ကားမှာတရုတ်ဆောင်ဒရိုက်တာမောင်တင်မောင်ရိုက်ကူး၍မောင်တင်မောင်နှင့်မေရှင်တို့ပထမဆုံးတွေ့ဖက်တရုတ်ဆောင်သည့်မြန်နမောင်အတန်တွဲရုပ်ရှင်ဇာတ်ကားဖြစ်သည်မြန်နမောင် ရုပ်ရှင်ဇာတ်ကားသည်ဖြစ်မှန်ဇလန်းကိုအခြေခံရိုက်ကူးထားခြင်းဖြစ်သည်မြန်နမောင် ရုပ်ရှင်ဇာတ်ကားကိုတကုံမြက်လင်းတွေကဝတ္ထုရေး၍တကုံခင်ခင်လေးကစံညွန်ရေးခဲ့သည်မြန်မာမယုတ်ရှင်ဇာတ်ကားတွင်မုန်တင်မောင်နှင့်မေရှင်တို့၏အမိများပျောက်သွားပြီးအပါနှင့်မမထားဖြင့်ပြိဿရင်ထဲဆွဲကြံခဲ့သည် မေရှင်ဤပြစ်စမမြောက်ရုပ်ရှင်စကားမှာတေးဥဆောင်ဒရိုက်တာမောင်တင်မောင်ရိုက်ကူးသောချစ်အမြအတန်အတွက်ဖြစ်သည်မောင်တေမောင် မေရှင်မေမြင့်တို့ပအဝင်သရုပ်ဆောင်ထားကြပြီးစာရေးစရာဒုက္ခရည်ဇညုံဖြစ်သည်မေရှင်ဤစတမမြောက်ရုပ်ရှင်ဇာကားမှာဒရိုက်တာဥတင်ရွယ်နဲ့မောင်တေမောင်တို့ညီနောင်ပူးတွဲရိုက်ကူးသောချစ်ရည်စဉ်အတန်တွဲရုပ်ရှင်ဇာကားဖြစ်သည်ရင်းရုပ်ရှင်တွင်မောင်တေမောင်နှင့်မေရှင်တို့ပအဝင်သရုပ်ဆောင်ထားပြီးအေဝမ်ဥတင်ရွယ်ဤဇညုံဖြစ်သည် တော်သူမလေးခြေခွဲဝန်းနှဲဝယ်ဇလန်းဖြစ်ပြီးအဆိုပါရုပ်ရှင်စကားဤဇဝင်တေးတပုတ်ဖြစ်သည့်မေရှင်တည်ဆိုခဲ့သောချစ်ရည်စင်တစ်ချက်မှာတောတရှင်အပေါင်းတို့၏အသေးစွဲတေးတပုတ်ဖြစ်ခဲ့သည်မေရှင်သည်ချစ်ရည်စင်ရုပ်ရှင်စကားတွင်ထူးချွန်စွာတေးဥဆောင်နိုင်ခဲ့ပြီးထိုခေတ်ကမြမရုပ်ရှင်ထူးချွန်စုပွဲပွဲ ရှိခဲ့လျင်မေရှင်သည်ချစ်ရည်စင်ရုပ်ရှင်စကားဖြင့်အမျိုးသမီးတေးဥဆောင်ထူးချွန်စုရနိုင်သည်ဟုစာရေးဆရာဒရိုက်တာဦးပြေစုံကမှတ်ချက်ချခဲ့သည်။ စစ်မဖြစ်မီမေရှင်နောက်ဆုံးသေဥဆောင်ခဲ့သည့်တတမမြောက်ရုပ်ရှင်စကားမှာဒရိုက်တာဦးလွန်ဖေနှင့် A1 ဥတင်ရဲတို့ပူးတွဲရကူသော A1 ရုပ်ရှင်၏စောင်းတော်ရှင်စကားဖြစ်သည်စောင်းတော်ရှင်အတန်တွဲစကားတွင် မေရှင်သည်ပြည်လဖေနှင့်တွဲဖက်သေဥဆောင်ရသည်ယင်းရုပ်ရှင်စကားသည်ရှင်ကမိုင်ဥရှင်ကြီးဇလံဖြစ်ပြီးစံညွှန်းရေးသူမှာစာရေးစရာဒုက္ခဖြစ်သည်ရင်ရုပ်ရှင်ဇာတ်ကားတွင်တပ္ပယအစိုးရနှုတ်ပါဝင်သရုပ်ဆောင်သောသဖြင့်လူကြိုက်များခဲ့သည် ဤသည်တို့ကမေရှင်ဤစစ်ကြိုခေရုပ်ရှင်ခဏကားဖြစ်သည် မေရှင်ငယ်စဉ်ကမန္တလေးမေရှင်ចောင်းတွက်ဖြစ်၍ခရိယန်ဓမ္မတေးများကိုចောင်း၌ဝါသနာအလျောက်တည်ဆူခဲ့ရသည်အနောက်တိုင်းတန်စင်များနှင့်ရင်းနှီးခဲ့သည်ဖြင့်နောင်ခါအေဝန်းဇုံတွဲသချင်းတချို့တွင်အနောက်တိုင်းကျွန်းသချင်းတွက်အထောက်အကူဖြစ်ခဲ့သည်အဝမ်းဖလင်ကတက်ပြလိုက်ပါပူရဲထုတ်လုပ်သည့်အခါမြမမှုတခြင်းများကိုဂီတဆရာများနဲ့ပြန်လဲတီးဆိုလေ့ကျင့်ရသည် ဂီတာမူ A1 ခင်မောင်၏တင်ပြမှုကိုလိုက်နာသိယူလျက်ဇဝင်တေးသချင်းများသာမက ရောင်းတန်းတက်ပြများပါ မေရှင်၏တေးတံများပြန့်လွင့်နေသည် မေရှင်၏နာမည်ကြီးကဲ့သို့သချင်းများမှာအောင်ရင်းရှိပါတက်ဝေနန်းကေသည်ကြီးစီတမန်စသည့်သချင်းများဖြစ်သည် မေရှင်၏တက်ပြရသချင်း45ပုဒ်ရှိခဲ့သည်မေရှင်သည် A1 ကုမ္ပဏီတွင်လုပ်ကံရင်းတစ်ဖက်တွင် BBS ကိုမြမအတန်တွင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရာလုံသက်9နှစ်ရခဲ့သည်။ မင်းရှင်သည်မောင်တေမောင်ပီလာဖေရွှေညာမောင်တက္ကသိုလ်ဖေဆန်းတို့နှင့်တွေ့ဖက်၍စုံနှဲသချင်းများကိုတီဆိုတက်ပြားတွင်ခဲ့သည်ရုပ်ရှင်ဇဝင်သချင်းအများစုဖြစ်ပြီးစုံနှဲသချင်းကို A1 တက်ပြားကကနဦးစတင်တီထွင်ဖြန့်ချိခဲ့သည်မင်းရှင်သည်မောင်တေမောင်နှင့်စုံနှဲသချင်း၁၀ဘုတ်ကိုတက်ပြားတွင်ခဲ့ရာချစ်၍ခေါ်ရာ ရုံတော်လွတ်တော် ချစ်မဲချစ်တဲ့စသည့်တခြင်းများနာမည်ကြီးခဲ့ပြီးပြည်လဖေနဲ့ဇုံလွဲတခြင်း၆ဖို့ဖြစ်သောချစ်ပြူဟာချစ်မာလာနန်းကေသည်ရှေးကုသူရှေးရီဆက်တက်ဝေတို့ဖြစ်သည်ဘိုးချုပ်အောင်ဆန်းသည်တက်ဝေတခြင်းကိုအလွန်တိုက်နှင့်တက်ပြီးဂျပန်ခေတ်ကသူ့တငယ်ချင်း BIA ဘိုးများမင်္ဂလာဆောင်လင်တကုံတာယာကိုစန်းနီယာတီးစေပြီးတက်ဝေတခြင်းကိုဘိုးချုပ်ကတီးဆိုချီးမြှင့်လေရှိသည် မေရှင်၏အမှတ်အရဇုံလွဲတစ်ချင်ပေါင်း63ပုဒ်တည်ဆိုခဲ့သည်ဟုသိရသည်မေရှင်သည်မြမတန်တွင်လောက်ကရင်အနေနဲ့ရရနိုင်တောခိုနေကြသောရဲဘော်များကိုပြန်လာစေရန်စကားပြောလိုက်တချင်းဆိုပြလိုက်နှင့်အတန်လွတ်ပေးခဲ့သူတဦးဖြစ်တဲ့ကဲ့သို့ကြည်စီတမန်တချင်းသည်ထိုချင်းမှစ၍နာမည်ကြီးခဲ့သည်တဟားဆရာတင် ရေးသည့်အောင်ချင်းရှိပါ ဆရာအလင်္ကာကျော်စွာရွှေပြေးရည်သည့်ကြည်စီတမန်နှင့်နန်းကီတီတချင်းများမှမေရှင်တည်ဆိုခဲ့သော မာစတာဘီအကောင်ဆုံးအမှုပညာတင်ဆက်မှုများဖြစ်သည်1949ခုနှစ်တွင်မြမရုပ်ရှင်ကုမ္ပဏီများပြန်လည်ထူထောင်ကြရသည်။စစ်ကြောင်ပျက်စီးသွားသောရုပ်ရှင်လုပ်ငန်းများနလန်ထူရန်စူးစမ်းကြရင်အတန်အတွက်ဇက်ကားများဖြစ်လာစေရေးကြိုးပမ်းကြသည်။ ထို့အခါအေဝမ်ကုမ္ပဏီကမေရှင်ကိုရန်ကုန်သို့ပြန်ခေါ်ပြီးဒရိုက်တာဥပရှင်က မောင်တမောင်မေရှင်မေတစ်တို့နဲ့ချိန်တန်ပြီးစကားကိုလူလက်အေးရသည့်နှစ်1948ခုနှစ်တွင်ရိုက်ကူးခဲ့သည် 1955ခုနှစ်တွင်အိဝမ်မိသားစုမှမမုံဆိုးရုပ်ရှင်ကမိတွေ့တာစကားကိုဇေယမေရှင်တို့နှင့်တွဲဖက်ရိုက်ကူးခဲ့သည်1956ခုနှစ်တွင်ရွှေမင်းမိုးရုပ်ရှင်ကဆရာတိလေဤဝတ္ထုမမထားကိုဇေယကျော်ဆွေမေရှင်မေမြတို့နှင့်ရိုက်ကူးခဲ့သည် 1958ခုနှစ်တွင်မမုံဆိုးရုပ်ရှင်ကချစ်ညီမစကားကိုဇေယမြင့်အောင်မေရှင်မြင့်မြင့်ခင်တို့နှင့်ရိုက်ကူးခဲ့ရာမေရှင်ကအမကြီးမြင့်မြင့်ခင်ကညီမအဖြစ်တရုတ်ဆောင်ကြပြီးမေရှင်ကိုအကယ်ဒမီဆုရမည်ဟုထင်ကြတော့လဲမြင့်မြင့်ခင်ကပထမဆုံးအကယ်ဒမီရသွားခဲ့သည် 1958ခုနှစ်ဝနကြော်ထင်ပွဲအနှင်းပွဲတွင်ထိုစဉ်ကထိတ်ဆုံးရောက်နေသောရုပ်ရှင်မင်းသား၃ဦးမင်းသမီး၃ဦးစုစုပေါင်း6ဦးကိုဘွဲ့နှင်းချီမြှင့်ခဲ့သည်။ဇေယမြို့ချစ်ဖိုးပါကြီးမေရှင်ကြည်ကြည်သေးနှင့်မေတ္တတို့ကဝနကြော်ပွဲရရှိကြသည်။ 1960ပြည့်နှစ်တွင်ဒရိုက်တာကျော်ဆွေက ကိုရိုင်းမင်းသားလုပ်ပြီးမေရှင်နှင့်သစ္စာရှင်ဇာကာ1962ခုနှစ်တွင်အေဝမ်မောင်လာမျိုးရိုက်ကူးသည့်မြစ်တာမွန်ဇာကာကိုခင်မောင်တင် မေရှင်တွဲဖက်ပါဝင်ခဲ့သည်1963ခုနှစ်တွင်ဒုက္ခရုပ်ရှင်မှာဒရိုက်တာဒုက္ခ၏တားရုပ်ရုပ်ရည်ဇာကာကိုမင်းသားဇေယျနှင့်နောက်ဆုံးတွဲဖက်ရိုက်ကူးပြီးမေရှင်အမှုပညာလောကမှအနားယူခဲ့ရာမြန်မာနိုင်ငံရုပ်ရှင်ကောင်စီနိုင်ငံအဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည် မေရှင်သည်အသက်45နှစ်အရွယ်ကောင်းမှာပင်တေးဂီတာလုပ်ငန်းရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းတို့မှအနားယူပြီးမန္တလေးသို့ပြန်သွားခဲ့သည်မန္တလေးမြို့၌အမများတူတူမများနှင့်အေးချမ်းစွာနေထိုင်ခဲ့သည်မေရှင်သည်မိမိအားချင်းမြင်သောဝနကြော်ထင်ဘွယ်တူးစိတ်ရွှေသုံးချက်သားကိုမန္တလေးမြို့မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားဆက်ကပ်လှူဒန်းခဲ့သည် မင်းရှင်ပြည်သက်များကချစ်မြတ်နိုးကြ၍ပေးကမ်းကြသောထောက်ပံ့ငွေများအိမ်ချံဝင်းရောင်းချရသည့်ငွေများကိုအလူအတန်းများတဲ့၌သာ ကုသိုလ်ပြုခဲ့သည်မင်းရှင်သည်အမှုပညာသည်ဘဝ၌လော်လဲဖောက်ပြားခြင်းမရှိအလုံးနှင့်ကိုယ်ရေးကိုယ်တာခွဲခြားထားနိုင်၍နာမည်ပြတ်မရှိသောစံပြမင်းသမီးကြီးဖြစ်ခဲ့သည် သူမနဲ့တွက်ဖက်ပါဝင်ခဲ့သူအမျိုးသားများအားလုံးကလည်းသူမအပေါ်နှမသားချင်းစာနာကြသည်မန္တလေးတမြို့လုံးကဒေါ်မေရှင်ကိုအကူအညီပေးခဲ့၍ဒေါ်မေရှင်၏နောင်ရည်ကိုစိတ်အေးချမ်းစေခဲ့သည်ဂိဒပညာကိုဒါရန်ဥဒန်ဒေါ်ရင်းမြင့်တို့၏တမိလက်ဒေါ်ရီကမေရှင်၏အမှုပညာချင်းများကိုစုဆောင်ပြီးတိုးပွားအောင်လုပ်ပေးခဲ့သည်ရည်မြင့်ရုပ်ရှင်ပိုင်ရှင်ဒေါ်ရီကဒေါ်မေရှင်ကိုမိခင်တစ်ဖွဲ့နေရေးစားရေးကြားမရေးကစားတာဝန်ယူကူညီခဲ့သည် ဆရာတကုံတာယာကမေရှင်က လူကြီးကမရက်ရဘူးသူ့အတန်တွေမပြတ်ခင်အနိုင်နဲ့ပိုင်ပြီးဒီလောကကထွက်ခွာခဲ့တာဟုပြောသည်ဆရာဥဒုခကလည်းမေရှင်ကိုဤသို့မြင်ခဲ့သည်မေရှင်ကအရှက်ကြောက်ကြီးတယ်အလွန်တိမ်မွေ့တယ်ရိုးသားတယ်ပွင့်လင်းတယ်အဲ့ဒီလိုပဲတချင်းဆိုတဲ့နေရာမှာလဲမေရှင်ကအခုအလွန်မပါပဲရိုးရိုးသားသားဆိုခဲ့တဲ့အတွက်ဒီနေ့ထိမေရှင်မူဆိုတာရှိနေတယ်ဟုပြောခဲ့ဘူးသည် ဒေါ်မေရှင်သည်မန္တလေးမြို့အရှိပြင်းအောင်တော်မူရက်နေအိမ်တွင်မပူမပင်နေထိုင်ခဲ့ပြီးကိုယ်တိုင်တည်ဆိုခဲ့သောအောင်ချင်း၈ပါးတခြင်းနှင့်အခါအားလျော်စွာမြတ်စွာဘုရားကိုပူဇော်၍ယတနာ၃ပါးရိတ်ကိုခိုလုံရင်း၂008ခုနှစ်စက်တင်ဘာ၃ရက်တွင်ဝနကျော်ထင်းဒေါ်မေရှင် အသက်၉၃နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။ မြမရုပ်ရှင်ငွေရုနဲ့ရွှေရုကာလများတွင်သေယုတ်ဆောင်ခြင်းတည်ဆိုခြင်းဖြင့်လူမှုအသေးစွဲဖြစ်ခဲ့သည့်ပြည်သူ့ချစ်အမှုပညာရှင်ဒေါ်မင်ရှင်၏အမှုပညာစောပကားတို့သည်က27ရာစုမြမရုပ်ရှင်တမိုင်းနှင့်မြမဂီတတမိုင်းတို့တွင်မော်ကွန်းတင်လျက်ရှိနေပြီဖြစ်ကြောင်းရေးသားလိုက်ရပါသည်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။